မင်္ဂလာပါဆရာငယ်ပါခင်ဗျာနော်ဆရာက2025ခုနှစ်အော်တိုဘာလတလတာအဲမိတ်ဆွေတို့အတွက်ဟော့စတန်ကြီးကိုဆရာကဟောကြားပေးมาဖြစ်ပါတယ်ခင်ဗျာနော်အဲမိတ်ဆွေတို့2025ခုနှစ်ဆယ်လာပိုင်းအတွက်တလစာဟော့စတန်ကိုမဟောကြားမိမှာအဲမန္တလေးရဆရာငယ်မိတ်ဆွေများဆရာငယ်နဲ့တွေ့ကျင်နေဆိုလို့ရှိရင်ဆရာ20အချစ်74 24 25အစာကြီးကွန်တိုမှာရှိပါတယ်ခင်ဗျာဒါလေးတစ်ခုဆရာတရင်ကောင်းပါလိုက်ပါတယ်ကဲဟော့စတန်ကိုစားလိုက်ကြရအောင် နမောတတဗကဝတော်အရဟတော်ဓမ္မံတံဗုဒ္ဓတာသက္ကနာနှစ်2569ခုနှစ်မြန်မာတက္ကသိုလ်1389ခုနှစ်တတိယကျောင်းတစောင်းမုံးလာအတွက်ဟောစဒန်2025ခုနှစ်ဆယ်လပိုင်းအောက်တိုဘာလအတွက်တလဆာဟောစဒန်နဲ့ရှောင်းရံဆောင်ရံဖို့ဆရာကဟောကြားပေးမှာဖြစ်ပါတယ်ဤလအတွင်6ရက်ဆယ်လ2025တနင်္လာနေ့ဟာတတိယကျောင်းလာပြီနေလည်းဖြစ်ပြီးတော့ပြဒရာရလည်းဖြစ်ပါတယ် 20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျလောက်ွယ်နေ့ပြသထားနေလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီလအတွင်းမှာတနင်္လာနေ့ဒီကြည့်ပဲ6ရက်10လ2025ဟာတရင်ကျလပြည့်နေ့ဖြစ်ပြီးတော့20ရက်10လ2025တနင်္လာနေ့ဟာတရင်ကျလောက်ွယ်နေ့ဖြစ်ပါတယ်ခင်ဗျာ။ဒီလအတွင်းမှာငကားကောင်းအရှိတ်ဘတ်အရက်တို့လှည့်ပါတယ်။ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမိကအနောက်ရက်တို့အတိအကျတည်ရှိနေကြပါတယ်။ ။ဒါကြောင့်နတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းဆီယံငယ်ရဲ့မိတ်ဆွေများအဲဝါလဲကျွတ်ပြီဆိုတော့အိုးအိမ်ရှမ်းမင်းနေရာထိုင်ခင်းအပြောင်းလဲအပြောင်းရွှေ့နဲ့ပတ်သက်တာလေရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမလွယ်ကောင်းဆိုတဲ့အတိုင်းပဲနတ်နဲ့နဂါမလဲစားဖို့လိုအပ်ကြောင်းလဲဆီယံကထားလောင်းပြောရင်းနဲ့ဒီလားအဲ့မှာနဂါကောင်းဟာအရှိရတူလဲပါတယ်။ထို့အတူအဓိကကတော့ရှိပေါ့နော်တောင်းထို့အတူဝမ်းကတောင်းရက်ကြောကမြောက်ရက်အမီးကမြောက်ရက်တို့အတိအကျဒီရှိနေကြပါလေခင်ဗျာ။ဒီရဲ့ဆယ်လာပိုင်းအတွင်းမှာဆိုရင် ကျမ်းမာရေးနဲ့ပတ်သက်လာရင်အထူးသဖြင့်လူအများအာယုံကြောနဲ့ပတ်သက်သောအရာတွေဥကောင်းနဲ့ပတ်သက်တာတွေတိုက်ကြိုက်ခဲနာကျင်ရတာမျိုးတွေအဖြစ်များတက်ပြီးတဲ့အခါဝမ်းပိုက်နဲ့ပတ်သက်တာတွေငကောကအရှိကအဟောင်းမူလဖြစ်တဲ့မိတ်ဆွေများလေထိုးလေအောင်များကိုတတိထားစင်ကြင်ရတတ်တော့တတိပြုရန်လိုအပ်တော့လာဖြစ်ပါလေခင်ဗျာ။ ဒီလတာအတော်တွေမှာဆိုရင်အလှကုန်ပစ္စည်းတွေဖန်စီပစ္စည်းတွေအိမ်တွင်းအလှဆင်မှုဆိုင်ရာလုပ်ငန်းတွေအအယောင်းဝယ်နှီးတက်တော့အယောင်းဝယ်ပါတက်တော့ကာလဖြစ်တဲ့အတွက်အလှကုန်နဲ့ပတ်သက်တာတွေအလှပစ္စည်းတွေဖန်စီပစ္စည်းတွေဒီဇိုင်းတွေဒီကိုရေးရှင်းတွေအိမ်တွင်းအလှဆင်လုပ်ငန်းဆိုင်ရာလုပ်ငန်းလေးတွေမှာတော့အနည်းငယ်လေးအိတက်တော့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီရွှေစည်းဟာအကြဘတ်မှာအမြင့်ဘတ်တို့အနည်းငယ်ရောက်ရှိနိုင်တော်လဲမငြိမ်မသက်ဖြစ်တတ်ခြင်းပုံသေးမရှိခြင်းတွေဖြစ်ရတတ်တော့လာဖြစ်ပါတယ်။ဤလာတာတော်တွေမှာ မိတ်ဆွေအားလုံးအထူးတတိပြုဆင်ခြင်လိုပါတယ်အထူးသဖြင့်အလုတ်ကိုင်နဲ့ပတ်သက်လာရင်ဘယ်သူမှမစိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်အလုတ်ပြိုင်နေအလုံများတတ်တာမျိုးလုပ်ငန်းပြိုင်နေအလုံများတတ်တာမျိုး ကျုံကတတော်ကြောက်ဘာကိုဖြစ်ဖြစ်ကိုကနည်းနည်းလေးပုံမူတိုးရှက်ပြီးလှုပ်ဆောင်ကမှတော်ကကြမယ်လဖြစ်တဲ့အတွက်အလုပ်ကိုင်းနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှင်အလုပ်ပြိုင်လုပ်ငန်းပြိုင်နေအင်မတန်များအသောကာလလုပ်ငန်းအပြိုင်ဆိုင်လေးကိုလုံးငယ်လေးကိစ္စတွေချမပြတာပုံမူကောင်းမွန်တော်လဖြစ်ပါတယ်ခင်ဗျာဒါအပြင်နေရာထိုင်ခင်းအိုးအိမ်ချမ်းမီနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲအပြောင်းရွှေ့ပြုလုပ်ရန်အတွက်အင်မတန်အားသာကောင်းမွန်တော်လအပြောင်းလဲအပြောင်းရွှေ့လုပ်ရန်အတွက်ရှေ့တို့ဆောင်ရလှုပ်ဆောင်တင်တော်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ်ခရီးသွားဆိုင်ရာကိစ္စများဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများယာရုအပြောင်းလဲနေရာထိုင်ခင်းနဲ့ပတ်သက်သောလုပ်ငန်းများ OA ရှမ်းပြည်နယ်ကိစ္စနဲ့ပတ်သက်သောလုပ်ငန်းများနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပြောင်းလဲပြီးပြတ်အောင်စုပ်အဆောက်လုပ်လို့တဲ့မိတ်ဆွေများအဲရုံးကလန်နာဆိုင်ရာကိစ္စအမှုကိစ္စဆိုင်ရာတွေကိုပြီးပြတ်အောင်ပြောဆိုတင်တော့လာဖြစ်ပြီးတော့ချေလို့ဆောင်ရွက်ရန်အတွက်တော့အားသာခြင်းတွေတိုးတက်နေတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီဒီလဟာတရွာမှာကောင်း သူကောင်တရွာမပြောင်းသူကောင်မဖြစ်ဆိုရဲဆိုရိုးတိုင်းအစင်မပြေမှုတွေမိတ်ဆွေတို့နေနဲ့ဘာကိုလို့လို့အခက်အခဲကြက်တဲပေါ်နေတဲ့မိတ်ဆွေများအခုကတော့တရွာမပြောင်းသူကောင်မဖြစ်ဆိုတဲ့အတိုင်းပဲရှေ့တို့ဆောင်ရွက်ပြီးအပြောင်းလဲနဲ့ရှေ့တို့ဆောင်ရွက်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခင်ဗျလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့အရာရာကိုအစင်မပြေရုန်းကန်နေရသူများအနေနဲ့ကတော့ဘာကိုဖြစ်ဖြစ်မိမိအမိနဲ့တူးတယောက်တည်းဆောင်ရွက်လုပ်ကန်ချင်းတဲ့ ဥပမာကိုဇနီးမယားကိုဖြစ်စေတာသမီးကိုဖြစ်စေဘလုံးငန်းသူဆွေမျိုးမိခင်တဦးတယောက်ကိုဇတိရောင်းလိုက်ရောင်းလိုက်တာမျိုးဥပမာကိုဇတိအမင်းမင်းတော်ကခိုင်းနေဆိုပြီးရောင်းလိုက်တာမျိုးကမိတ်ဆွေတို့ရဲ့အဲကံကညံ့နေတဲ့ကံတွေဟာထိုသူကိုဇတိရောင်းပြီးကိုကပြန်လုပ်ပေးတာမျိုးစာရုပ်စာတမ်းအတူလေးနဲ့ရောင်းနေကွာဆိုပြီးတော့ရောင်းလိုက်တာမျိုးခလေးတွေလို့ဆိုခမဲပေးတဲ့လိုမျိုးလှုပ်လိုက်လို့ရှိရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိုင်ကန်းတွေကြန့်ကြာနေမှုတွေအားလုံးဟာအစဉ်ပြေရှောမွေသွားစီမှာအတိအကျပဲဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပြရစီ ရာထူးလုပ်ငန်းကိုင်ခံပြောင်းရွှေ့လှုပ်ဆောင်လို့သူများလုပ်ငန်းနေရာအစ်ဆက်တွင်စီလို့တော့မိတ်ဆွေများကိုဒီလာတာတော့ဒီမှာဘာပေါ်မှာတုံဆိုင်မနေပဲရှေ့လို့ဆောင်ရရန်ကောင်းသောကာလဖြစ်တယ်။လူငယ်များမေတ္တာရင်းနဲ့ပတ်တိုင်းစံအားတက်နေပြီးတော့မျက်လာပွင့်လန်းစီပြီးသမီးသားများအနေနဲ့တဦးနဲ့တူတစ်ယောက်နဲ့တစ်ယောက်အရှိရေးမှဆိုလို့ရှိရင်အနှဲငယ် AD ASAP ဖြစ်ရတော့ညာလေအိမ်အောင်ပြုခြင်းဆိတ်ဆက်ခြင်းနှစ်လွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်စေနိုင်တော့လှဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့အဲ ဟိုတမိကြီးသားများလူငယ်များအနေနဲ့အိမ်တော်ပြုရန်စိတ်ဆက်ရန်လူကြီးမိဘအနေနဲ့တွေးဆောင်ခြင်းဟာအာသာကောင်းမှုတိုးတက်ပြီးအဲဆရာငယ်နားမမင်္ဂလာရက်လာကြီးလေးကြားပါတယ်ခင်ဗျာအိမ်တော်ကြီးမှဆိုရင်တော့အိမ်တော်ဖက်နဲ့ပတ်သက်လာရင်တဦးနဲ့တူတယောက်နဲ့တယောက်အပြိုင်ဆိုင်လေးတွေဖြစ်ရတတ်တော်လာဖြစ်ပြီးတော့အဲတုံးနဲ့တူတယောက်နဲ့တယောက်အိုးအိမ်ရှမ်းပြည်ကိစ္စလေးတွေကြောင်းနင်ကဒါဆိုရင်ငါကဟိုကဟိုနင်ကဟိုကဆိုရင်ငါကဒါဆိုပြီးအပြိုင်ဆိုင်ဖြစ်ရတတ်တော်ကာလဖြစ်ကြောင်းနဲ့အိုးအိမ်ရှမ်းပြည်ကိစ္စလုပ်ငန်းကိစ္စလေးတွေမှာမိသားစုမိမိအိမ်တော်ဘက်နဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးလေးတွေပြဿနာအခြေတည်ညှင်းခေါ်ရတာမျိုးတွေဖြစ်ရတတ်တယ် တို့ရတဲ့ငကူကအစင်မပြေတော့မိတ်ဆွေများပြဿနာများကိုခြေတိုးပြီးတော့เนาะဟိုဒေါသကိုခြေတန်းတင်ပြီးဆုံးဖြတ်တာတတူးနဲ့တူပြောင်းနဲ့ပြောင်းနားလည်မှုယူပြီးတော့တင်းတင်းရှာရှာတူးရဲ့သဘောတူးကနှက်နေချက်ချုပ်မေးပြီးအပြစ်ချရင်အသာကောင်းမှုပြီးတော့ total စီနိုင်တော့လာဖြစ်ပါတယ်။ဤလအတွင်းမှာကံကောင်းစီတော့အယောင်ဟာခိုးပြာရောင်အပန်းရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကို total စီပြီးအသာကောင်းမှုတော့လာဖြစ်ပါတယ်ခင်ဗျာ။ဒီလက်တာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲဒီဆယ်လာပိုင်းမှာဆိုရင်အချိန်အခါပေးရတော့ ဆယ်လပိုင်း2ရက်နေ9ရက်နေနဲ့17ရက်နေဒီမှာအင်္ဂလိပ်လိုပဲပြောပါမယ်ဆယ်လပိုင်း2ရက်9ရက်10ရက်17ရက်နေတွေဟာမိတ်ဆွေတို့ရဲ့ကံကုန်တိုးတက်ပြီးခြေတို့ဆောင်ရွက်ရင်အာသာကောင်းမှမှာလေအိမ်ဆောက်ပနက်ရရေတွင်တုလို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေမိပါများဒီဆယ်လပိုင်းဒီမှာဆို9ရက်28ရက်နေဒီမှာအိမ်ဆောက်ရှင်ပနက်ရရှင်ပြုလို့ရင်အာသာကောင်းမှုပြီးတော့ရှင်ပြုရဟန်းခံအိတ်တက်မင်္ဂလာခါပြုလို့လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေများဒီရက်ဆယ်လပိုင်းအောက်တိုဘာလ10ရက် 26ရက်နဲ့31ရက်နေ့ဒီမှာရှေ့လူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်။စေဆက်လက်ထမင်္ဂလာပြုလုပ်လို့တဲ့ဇန်ငယ်မိတ်ဆွေမိဘများအနေနဲ့ကတော့ဒီရက်အောက်တိုဘာလ6ရက်18ရက်22ရက်နေ့ဒီမှာပြုလုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီရက်ဆယ်လာပိုင်းကအတွင်းမှာမိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်စီပြီးအဋိဌံပြုလုပ်တဲ့ဇန်ငယ်မိတ်ဆွေမိဘများအနေနဲ့ အရာရာကိုလူရပြည့်ဖို့အောင်မြင်ခြင်းတွေရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့အဋိဋ္ဌံပြုလို့လူတပ္ပဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့เนาะပထောက်သားနဲ့ပထောက်သားနဲ့ပူတီအာဆိုတော့ဘုံတော်ပတိကိုတနေ့ကိုဟာလာပတိကိုတနေ့ကို၃ပတ်နှုံးနဲ့9ရက်တိတိအဋိဋ္ဌံပြုပါကမိတ်ဆွေတို့ရဲ့ကြံ့ကြာနေတဲ့လုပ်ငန်းတွေခက်ခဲနေတဲ့လုပ်ငန်းတွေလမ်းစာပြောင်းနေတာလေအားလုံးဟာဘာကိုလုပ်တင်တယ်လဲဘာကိုရှိသူဆောင်ရွက်တင်တယ်လဲဆိုတော့ပွဲပွဲပြားပြားပုံမဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲပထောက်သားနဲ့ပူရိအားဆိုတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုမွန်ခြင်းအဖြစ်9ရက်တိတိအဋိဋ္ဌံပြုပါကအောင်မြင်တိုးတက်နိုင်ပါတယ်ခင်ဗျာ ဒီလတာတော်တွေမှာဈေးဆိုင်လုပ်ငန်းကိုင်ကမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာလက်ပိတ်နေရင်လက်ပွင့်စီဖို့အတွက်အဆက်ဆက်တွေကအောင်မြင်အစီအပြီးတိုးတက်ဈေးရလို့ငါမိတ်ဆွေတို့အနေနဲ့လောပကပါလာနေရုပ်ကလေးတစ်ခုပေါ့မိမိတို့ရဲ့ဟိုတယ်တို့မိမိတို့ရဲ့ဈေးဆိုင်တို့မိမိတို့ရဲ့အိမ်ခန်းတို့ဈေးဆိုင်ဆိုင်အဆက်ရှိတဲ့အမြင့်တနေရာမှာတင်ပြီးတော့လောကပါလာနေရုပ်ကလေးကိုအမွှေးနှံ့တာလေးဆွဖြန်းပေးခြင်းဖြင့်မိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပြန်လည်ပွင့်လန်းစီပြီးကျင်းတွေအောင်မြင်တိုးတက်စီမှာအတေကြာပဲဖြစ်ပါတယ်ခင်ဗျဒါအပြင်ဆရာငယ်အနေနဲ့မိတ်ဆွေတို့ကို2025ခုနှစ်ဆယ်လာပိုင်းအတွက် စကားလက်ဆောင်ပြီးခြင်းပါတယ်ခင်ဗျာစကားလက်ဆောင်ဆိုတော့ဆရာကလာတိုင်းပြနေကြပါမိတ်ဆွေတို့အနေနဲ့2025ခုနှစ်အော်တိုဘာလအတွက်ဆရာငယ်အနေနဲ့စကားလက်ဆောင်ပြရရင်မိတ်ဆွေအိမ်မက်တွေဆိုအိမ်မက်ကောင်းတွေကိုတင်မှတ်တဲ့အခါအိမ်မက်ကောင်းတွေရနေမှတ်ရင်နိုးထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြထပြီးတော့အကောင့်ထဲပေါ်လိုက်ပါသို့မဟုတ်ပဲတင်ဆက်အိမ်နေမယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မနစ်သက်တော့သူဖြစ်ပါလိမ့်မယ်ပြန်ပြောပြပါမယ်ခင်ဗျာ 2025ခုနှစ်အောက်တိုဘာလအတွက်စကားလက်ဆောင်လေးပြရတော့မိတ်ဆွေတင်ဟာအိမ်မကောင်းနေမှတ်ရင်노ထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြအကောင့်ထဲပေါ်လိုက်ပါတို့နည်းမဟုတ်မိတ်ဆွေသာဆက်အိမ်နေအောင်မယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မရှင်းနှစ်တက်သူဖြစ်လိမ့်မယ်လို့ပြောရင်းနဲ့ဤက2025ဆယ်လပိုင်းအတွက်ဟောစလန်ပြီးရန်ငယ်မိတ်ဆွေ မိပါတွေအားလုံး2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာအဆက်ဆက်ရရအောင်မြင်လို့ယတနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်ကြပါစီခင်ဗျတက်နေတဘူးလောက်ဝင်ဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတူဝပြီးတဲ့အခါယတနာဟုတ်လားဟိုယတနာတွေစိန်ကြီးစေတောက်ကကစားနိုင်ပြီးတော့အောင်မြင်မှုအပေါင်းတရကူဆောင်ကြပါစီမန္တလေးရဆရာငယ်မိတ်ဆွေတွေအားလုံး ဆရာစီကိုတွေးကြည့်တော့ပါဆိုရင်ဆရာကို0939493ညာ၄တက်ချောက်ဝက်အက် Telegram မှာဖြစ်စီ Viber မှာဖြစ်စီ Pay Messenger မှာစရင်ကြိုတင်ထားပြပါနဲ့ဗီဒီယိုမင်းများလို့သူများလည်းအဲ့ဒီမှာဆက်သွယ်မင်းများထားလို့ကြောင့်ဆရာကပြောရင်းနဲ့ကဲဆရာမိတ်ဆွေအားလုံးတနေသားကျေးဇူးစီမှာပြန်တွေ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်